ယေရှုခရစ်တော်ဘုရားသခင်ဒီဘုရားသခင်ဖြစ်လားတချို့လူတွေမှာဒံတရားများစွာနဲ့ဒါအဓိကတရားခံမာနနဲ့ဆိုးလူတွေကအပြစ်ထဲမှာနစ်ပြီးတော့မာနရဲ့မှောင်မိုက်ဖုံးလွှမ်းခြင်းခံရတဲ့အခါမှာလူတွေကလောကမှာအပြစ်ကိုအပြစ်မှန်မသိလောကရမှာအပြစ်ထဲမှာပျော်နေကြတယ်ဆိုတာကိုဖျားမဲ့ပေါ့နော်ဘာသာတရားကိုင်းရှင်းပြင်မဲ့ဖျားသခင်မရတဲ့သူကဖျားမဲ့ပဲကျွန်တော်ဖျားသခင်ရှိဖျားသခင်ပြောထားတဲ့အရာဖြစ်တယ်အဲကြောင့်လောကမှာဖျားမဲ့နေရတယ်ဘာသာတရားတော့ကိုင်းရှင်းတယ်ဒါပေမဲ့အသက်ရှင်တဲ့ဖျားကိုမရတဲ့တော့ကြောင့်မလို့ဖျားမဲ့နေတယ် အဲ့ဒီလူရဲ့တက်တာထဲမှာအပြစ်ထဲမှာပဲပြောနေတယ်။သခင်ယေရှုကြားသခင်ယေရှုအကြောင်းကိုကြားတဲ့အခါမှာကျွန်တော်ကဟောပြောတယ်ဘုရားသခင်တွေကစည်းယုံတာမဟုတ်ဘူးထပ်ပြီးတော့ပြောမယ်စည်းယုံလို့မရဘူး။ခင်ဗျစည်းယုံလို့ဘာသာဝင်ခင်ဗျဘာမှအကျိုးမရှိဘူးခင်ဗျငရဲသွားရမှာငရဲကလုံးမြောက်မှာမဟုတ်ဘူး။ကျွန်တော်ခရီးရန်ဘာသာမှဝင်မယ်။အဲ့ဒါဘာမှအကျိုးမရှိဘူး။အခုကမိမိအသက်တာကိုစင်ချင်ပြီးတော့မိမိရဲ့အပြစ်တွေနောင်တရပြီးတော့ကယ်တင်တဲ့ဘုရားသခင်ဘဝအသက်တာထဲမှာတကယ်ပဲတက်တည်ထင်ရှားလက်ခံရရှိဖို့အတွက်ဟောပြောနေတာဖြစ်တယ်။ယေရှုခရစ်တော်ကမှန်သောဘုရားသခင်ဖြစ်ပါတယ်။ ကျွန်တော်လူတွေကလောကထဲမှာမွေးလာတဲ့အခါမှာမှန်လို့ဖရောက်မသိကျွန်တော်မှအစမွေးလာတော့အခြားသောလူတွေလှုပ်ထားတဲ့ရုပ်ထုတွေဒါတွေကဖရားလားတကယ်တိကျမေးတဲ့အခါမဟုတ်ဘူးဒါရုပ်ထုပဲဒါဆိုရင်စစ်မှန်တဲ့ဖရားပဲမှာလေရှိလို့ရှိတယ်လေ ဒါပေမဲ့ဘယ်မှာလဲဆိုတာမသိဘူးပေါ့နော်ဒါပေမဲ့တချို့ကဒါတွေကိုအသိစိတ်မလေးတော့တခင်ရှုအကြောင်းကြားတာနဲ့ဒေါသတွေထွက်တာပေါ့နော်ဟိုတလွဲတချို့ကလည်းတလွဲတခင်ရှုအကြောင်းတလွဲတွေကြားနာထားတာမှုတာတွေပေါ့နော်အဓိကတော့မနက်ကဒီလူကဘုရားသခင်ကိုယရသွားရင်ဒီလူကအလင်းယရသွားရင်မနက်ကဒီလူကိုအပြစ်ထဲမှာချင်အောင်လို့မရဘူးခမရကတခင်ယေရှုကိုမုန်းကောင်းမုန်းလိမ့်မယ်တခင်ရှုကတော့ခမရကိုမမုန်းဘူးအဓိကခမရရဲ့တက်တယ်မှာမနက်ကခမရကိုချီထားတာခမရမပြောဘူးတခင်ရှုမုန်းတဲ့ခမလေးခမရမပြောခမရဒေါသကြီးထွက်နေမှာအဓိကမနက်ကချီထားတာတခင်ယေရှုကိုခမရငင်းပယ်လေလေမနက်ကကြိုက်လေလေခမရဘဝကလည်းအပြစ်ထဲမှာနစ်လေလေပဲတခင် ရှိလို့ယုံကြည်လက်ခံသွားတာနဲ့တပြိုင်တည်းအပြစ်များပြားတဲ့လူသားအပြစ်လွတ်ချင်းခံရမယ်ဘဝအတ္တတာထဲမှာလည်းအတိပြုပြခြင်းရမယ်မနဲ့ရဲ့ချီတော်မှုကနေလေလွတ်မြောက်ခြင်းကိုခံစားရမယ်အပင်ငယ်ကလွတ်မြောက်ဒါမနဲ့ကပြည့်နှစ်ဆိုးရံတိဒါကြောင့်မမြင်အောင်အဲ့ဒီလိုမျိုးပြုလုပ်ထားတာဖြစ်တယ်။အဲကျွန်တော်တို့ကဟောပြောရဲဆိုတာကဖခင်ရဲ့တည်ငောင်းမှုလို့ကျွန်တော်လောကထဲမှာဧည့်သည်တွေဖြစ်တယ်။အချင်းတိုင်းသွားရမှာလူကလောကကြီးထဲမှာခိတ္တလာတဲ့ဧည့်သည်တွေဖြစ်တယ်။အဲဒါကြောင့်အတမလုံးမှာအပင်ငယ်ကလွတ်မြောက် ကယ်တင်ပေးနိုင်တာကယေရှုခရစ်တော်မှတပါအခြားမရှိတော့ဘူးသခင်ယေရှုခရစ်သည်မှန်သောဘုရားသခင်ဖြစ်တယ်။သူကမှန်သောဘုရားသခင်လူအသွေးသားကိုယူဆောင်ထားပြီးဒီလောကကြီးထဲမှာလူကဲ့သို့မွေးဖွားလာတယ်။နမိတ်လက္ခဏာတွေလည်းအမျိုးမျိုးလောက်ပြရတဲ့ဘုရားပေတဲ့သူတွေကိုလည်းရှင်ပြန်ထမြောက်စေတဲ့ဘုရားသခင်ဖြစ်တယ်။ဒါကဘုရားသခင်မှတက်နိုင်တဲ့သခင်ယေရှုရဲ့အသက်တော်လျှောက်လုံးမှာအပြစ်နဲ့ကင်းစင်တယ်ယေရှုခရစ်တော်ဘုရားကလူတွေအတွက်လောကကြီးထဲမှာအသေးခံမယ်လို့ကြိုပြောတယ်။ပြီးရင်ငါ၃ရက်နေမှာရှင်ပြန်ထမြောက်မယ်။ သူကြိုတင်ဟောပြောတယ် BC ခေတ်ကာလမှာကလေးကဒီယာတွေကပြောရတာဖြစ်တယ်တကယ်ယေရှုအသက်တာတတ်တော်စင်မှာလည်းဒုံနည်းသူဟောပြောတယ်အမှန်တကယ်ပဲအသေးခံတယ်သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမ်းပြောပြန်ဖယားစစ်ဖယားမှာတေခြင်းကိုတေခြင်းနဲ့အစ်စ်ခံနေရတယ်တကယ်ယေရှုတေခြင်းတရားနဲ့အစ်စ်ခံတယ်တေခြင်းကိုအောင်မြင်တဲ့ဖယားတခင်ဖြစ်တယ်မိတ်ဆွေအပြစ်လွတ်ဖို့တဲ့တကယ်ယေရှုကလဝါကတဲ့ဘုံမှာပေးဆက်သွားပြီးတခြားနေ့အပြင်မိတ်ဆွေကငရေကနေ မလွတ်နိုင်တော့ဘူးအပြစ်လည်းမလွတ်ဘူးမိဆွေအကုသို့ဘာလို့ကုသို့ကတော့လောက်လာမှာလောကထဲမှာဘာဖြစ်လို့လဲမလုံလောက်ဘူးကောင်းမှုတွေလုပ်ရမယ်ဒါပေမဲ့မလုံလောက်ဘူးလူရဲ့အဖြစ်ကများတယ်အဲယေရှုခရစ်တော်ဘုရားကကျွန်တော်တို့အတွက်ကူညီပြီးတော့လှုပ်ဆောင်ပေးတာဖြစ်တယ်တခင်ယေရှုကသာလေအပြစ်ကိုကယ်ချွတ်ပေးနိုင်တယ်ငရဲကလည်းလွတ်မြောက်စေနိုင်တယ်အာမခံချက်ပေးနိုင်တဲ့ဘုရားသခင်ဖြစ်ပါတယ်ဒီသတင်းကောင်းလေးကိုကျွန်တော်တို့ကခံစားရတော့ကြောင့်မလို့ဟောပြောတာဖြစ်ပါတယ်ဘုရားရဲ့အလင်းရပါစေအာမင်တခင်ယေရှုကိုယုံကြည်တဲ့သူကအပြစ်စင်ခြင်းမခံရတော့ဘူးငရဲမှမချတော့ဘူးဘုရားရဲ့နိုင်ငံတော်မှာဝေခံရမယ်နောက်ဆုံးတော့ မြောက်ရာနေ့မှာမအိုမနာမသိတဲ့ခန္ဓာကိုယ်လေးပိုင်ဆိုင်ရရှိမှာဖြစ်တယ်အာမင်